ကဲဟယ်လိုမင်္ဂလာပါနော်ဒီနေ့ကတော့ဒီဂျိုရှွာဗန်နဲ့ပတ်သက်ပြီးမှနည်းနည်းလေးအတိပေးတာလေးတွေပေါ့နော်သူ့ရဲ့သူ့ကိုကျွန်တော်တို့ဘယ်လိုအာဘယ်လိုကျွန်တော်တို့အကူအညီပေးပြီးမှသူ့ကို support လုပ်ပြီးမှအာ UFC ကသူ့ကိုပို့ပြီးမှသူ့ကိုဟွာဖြစ်လာပေါ့နော်အပပိုးမှုနဲ့ဖြစ်လာအောင်ပပိုးမှုဖြစ်လာပြီးတော့သူ့ရဲ့နောက်ကျတော့ဒီဒါမျိုး event မှာထိုးနေရတဲ့နေသားမျိုး တတိယမီဒီယာနဲ့ပတ်သက်ပြီးမှလည်းဒီကိုပါလာတဲ့အနေထားမျိုးဖြစ်သွားတယ်ဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်သူကိုအားပေးပြီးမှပေါ့နော်ဟိုအားပေးပြီးကျွန်တော်ကတရံသူက brand ကိုခုကိုကြညာလာတာဖြစ်ဖြစ်ဖြစ်လောက်လာမယ်ဆိုရင် marketing လောက်လာတဲ့အရာဖြစ်လာလို့ရှိရင်ကျွန်တော်ကရှိလေသူ့ကိုအာကျွန်ဝယ်ထားရတော့မှသူ့ကိုဆက်လက်ပြီးတော့ကုညီပေးဖို့ကုညီဖို့သူ့ကိုအာပို့ပြီးမှကျွန်တော်ပတ်ပို့ပေးဖို့လုပ်အပ်ပါတယ်အဲ့ကြောင့်အဲ့လို အမေကိုအပိချံပြီသူရဲ့စကားတစ်ခုကအမတမအရေးကြီးတာဖြစ်တယ်။အခုသူကသတင်းမီဒီယာမှာသူပြောလာပြီမြန်မာနိုင်ငံနဲ့ဆိုင်တဲ့အရာတွေပြောလာပြီမြန်မာနိုင်ငံမှာစစ်ပွဲတွေဖြစ်နေတယ်။လောလောဆယ် Trump ကအာဒီနိုင်ငံမှာပေါ့ရွေးမြန်မာနိုင်ငံကိုပိတ်ထားတဲ့ဟာလေးတွေရှိတယ်။အာဒါပေမဲ့မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံပြည်တွင်းမှာရှိရတာနေ့တိုင်းစစ်ပွဲတွေဖြစ်နေတယ်။အာပြည်တွင်းစစ်တွေဖြစ်နေတယ်။ပြီးတော့အစိုးရကမကောင်းဘူးဆိုတာလေးကိုကျွန်တော်နေ့တိုင်းကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့မိသားစုလို့ခေါ်တဲ့ချိန်မှာကျွန်တော်ကြားနေရတယ်ဆိုတော့သူပြောတယ်စိတ်ရလောဘမကောင်းလို့သူကပြောတာဖြစ်တယ်ဆိုတော့အာဒီလိုမျိုးတယောက်ကိုကျွန်တော်မြန်မာနိုင်ငံသားဖြစ်ဖြစ်ဘာလိုမျိုးကျွန်တော်မြန်မာနိုင်ငံသားတယောက်နေနဲ့ကျွန်တော်ပတ်ပိုးပေးဖို့လိုတယ်ခင်ရန်ပဲဖြစ်ဘောဒဘာရာဖြစ်ဘာဖြစ်ဖြစ်သူ့မှာအခုရှိနေတာကသူတည်နေတဲ့ image ကမြန်မာနိုင်ငံသားတယောက်နေနဲ့ပဲသူလုံနေတာဖြစ်ပါတယ်ဆိုတော့သူကအရင်နာမည်ကြီးသွားမယ်သူကပိုပြီးမှတိုးတက်တဲ့လူဖြစ်သွားမယ်ပိုပြီးမှပါလေနာမည်ကြီးလူတစ်ယောက်ဖြစ်သွားမယ်ရှင် သူဘာဖြစ်လာနိုင်တယ်လဲဆိုရင် तू ကအာသူရဲ့စကားတခုကအမတန်မှအလေးရောက်တဲ့စကားဖြစ်လာမယ်လူကနာမည်ကြီးတာပဲဆိုရင်သူ့ရဲ့စကားကကျုံနာမည်မကြီးလို့အရောက်တထောင်ပြောတဲ့ဟာက तू စကားတခုတည်းပြောတဲ့ဟာပုံမှန်တိအောင်မရှိတော့တာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်အခုကျွန်တော်ဒီ UF UFC ရဲ့ UFC fight ရဲ့ဒီ ticket ကိုကြည့်ချင်အောင်ပြအရင်ကကျိုးတို့ဂျိုရှွာဗန်ကဒီအာ UFC မှာမရောက်ခင်မှာ ကျွန်တော်မရောက်ခင်မှာဒီ UFC ရဲ့ UFC ရဲ့ဒီတစ်ကက်ရောင်းတာတို့ဒီအာအာဒီ TV နဲ့ subscribe လောက်တာတို့ဆိုရင်တိတ်မရှိသေးဘူး။နော်တိတ်မရှိရှိပြီးသားဒါပေမဲ့ Joshua Vet တွားလာချင်ပြီသူတို့အတွက်ပို့ပြီးမှတိုးတက်မှုဖြစ်လာတယ်။ဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံသားတွေတော်တော်များများလောကသူ့ကိုအာသူ့ရဲ့ Facebook သူ့တို့ရဲ့ Facebook page မှာလည်း view တွေများလာတယ် reaction တွေပုံများလာတယ်တက်လာတယ်တချို့နာမည်ကြီးတွေထိုးတော်တော်မှ Joshua Vet ရဲ့အာ ထိုးထားတဲ့ပွဲတွေသူ့ရဲ့သူတို့လုပ်ထားတဲ့ပွဲသူ့ကိုတင်နာပြတဲ့ပွဲလောက်အာသူတို့ရဲ့ Facebook social media ကအဲ့လောက်ထိမရောက်ဘူး။ तू ကမြန်မာပြည်သားတွေကြည်ချင်းအပြအားပေးချင်းပို့ပို့ရောက်တယ်။နာမည်ကြီးသူထိုးတာတော့မှအဲ့လောက်ထိဘာလဲပြောထားတဲ့တော့မှဒီ review လုပ်တာကအဲ့လောက်ထိမများဘူးပေါ့။ဒါပေမဲ့ तू ကအမတန်မှများတယ်။ reaction များတာကိုပြောချင်တာ။ဆိုတော့အာပြီးတော့နောက်တစ်ခုကဘာလဲဆိုရင် तू ကခုအရင်တော့ပွဲထိုးထားတဲ့ပွဲက ဒန်နယ်ဝက်ကသူ့ကိုဖလာပေးတယ်တသိန်းခွဲလောက်သူ့ကိုပေးတယ်ဖြစ်တယ် plus bonus ဘာညာနဲ့ plus bonus ရဲ့အကြောင်းညာခရဘာညာနဲ့သူကနှစ်သိန်းလောက်နှစ်သိန်းကျော်ကျော်လောက်တော့သူလွန်ခဲ့တဲ့ပွဲကရသွားတာဖြစ်တယ်သူရလာစားပေါ့နော်ဆိုတော့အခုပိုပြီးမှသူ့ကိုလာစားပြန်များများဖြစ်လာအောင်ဒီအခုကျွန်တော်အရန်နာမည်ကြီးတဲ့ဒီ fighter တွေဆိုရင်မီလီယံလောက်ရှိတယ်100 million 200 million အဲ့လိုမျိုးတွေပေါ့နော် 50 million လောက်အဲ့လိုအဲ့လိုတိသူရဲ့ market ကိုပေါက်ပေါက်သွားစေတဲ့နေချာမျိုးမှရှိတယ်။ကျွန်တော်တို့မြန်မာပြည်သားတယောက်အနေနဲ့မြန်မာပြည်သားတယောက်အနေနဲ့မြန်မာပြည်ကိုစားသူထိုးနေတယ်ပြီးတော့မြန်မာသားပြည်သားတယောက်နဲ့ရွေးစင်နိုင်ငံမှာဒီ UFC မှာပထမအောင်ဆုံးတဲ့သူရောက်ဖို့တာဖြစ်တယ်ပြီးတော့သူကအမတန်မှလဲမြန်မာပြည်ကိုချစ်တဲ့လူဖြစ်တယ်ဆိုရင်တော့ကျွန်တော်ပြောချင်တဲ့အရာကအာ subscribe လုပ်တာလို့နော် TV မှာ subscribe လုပ်တာလို့သူ့ကိုအာသူ့သူ့ရဲ့ view ကို ကျွန်တော်တို့ကသူ့ရဲ့ TV channel UFC နဲ့ဒီ TV တွေမှာပေါ်တော့ alive တွေမှာကိုတို့ကပတ်စံပေးပြီးကြည်တာတို့ ticket ဝယ်ပေးတာတို့အားရှိဒီကိုသူနေတဲ့နေရာမှာ ticket ဝယ်ပြီးတော့ထိုးတာတို့ဘာလို့ညာတို့လုပ်တဲ့ကျွန်တော်တို့သူထိုးပွဲမှာကျွန်တော် ticket ဝယ်တာတို့လုပ်ပြီးချင်အပ်ပြီသူကအများကြီးပတ်ပိုးဖြစ်သွားမယ်ကိုကသူ့သူ့ပတ်ပိုးပတ်ပိုးလာမစွင် UFC ကအာသူတို့ရဲ့ဥဆောင်နေတဲ့ corporation လုံနေတဲ့ operation တီးတွေကလည်းသူ့ကိုတီးမှာပဲဟောဒီရောက်လာချင်းပြီကျွန်တော်ကအာကျွန်တော်ကြောင်ညာနေမှာလည်းတလောက်တက်လာတယ် social media လည်းရမ်းတက်တယ်အာ ticket လည်းသူရောင်းကောင်းတဲ့အနေအထားမျိုးဖြစ်လာတယ်ဆိုရင်သူ့ကိုအာ UFC ကပေးမှာမဟုတ်ဘူးအမြဲတမ်းကျွန်တော်အာ IU ဆက်ပြီးမှကြည့်ခံရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကဒုတိယလာမယ့်ပွဲကတော့တော်တော်စင်မသိသေးဘူးဒါပေမဲ့ဒီလာမယ့်ပွဲကတော့သူလတ်စာဘယ်လောက်ရလဲဆိုတော့ကျွန်တော်အသေးစိတ်ရှာပြီးတော့ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ် ကျွန်ဒီဗီဒီယိုလောက်ချင်းအကြောင်းရင်းကပါလဲဆိုရင်လွန်ခဲ့လွန်ခဲ့တဲ့ဘွားကတော့နှသိန်းကျော်လောက်ရတာဖြစ်ပါတယ်ကြော်ညာပါဝင်ပေါ့နော်နှသိန်းကျော်လောက်ရပါတယ်ဆိုတော့ဒီဘွားဘွားမှာဘယ်လောက်ရမလဲမသိဘူး तू နိုင်သွားမယ်ဆိုရင်တော့အထူးသဖြင့်စိတ်စိတ်ဝင်စားစရာကောင်းတာက तू နိုင်သွားမယ်ဆိုရင်ချန်ပီယံကိုစေခွင့်ခွင့်ရတော့မှာဖြစ်ပါတယ်ချန်ပီယံကို तू စေခွင့်ခွင့်ရမယ်ချန်ပီယံနေနဲ့ကပတ်ကိုလွတ်ပတ်ခွင့်ရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့ညာကပါလဲဆိုရင်အားလုံးပဲမစ္စတာအလိုကျွန်တော်ပြောပြချင်တယ် ူကြောင်ညာတဲ့အားမျိုး marketing လုပ်ရတဲ့အားမျိုးပတ်ပို့မယ်သူ့ရဲ့ video တွေသူ့ရဲ့ဒီ viewer စင်မှာထိုးတဲ့ပွဲတွေကိုကျွန်တော်တို့လက်မှတ်တွေဝယ်ပေးတာတို့ TV ကလည်းကျွန်တော်တို့ subscribe အာဒီကျွန်တော်လုတ်ပေးတာတို့လုတ်ပြီးမှပတ်ပို့ပြန်အောင်ပြောရင်းနဲ့ဒီမှာပဲနှီးကုန်းချိုးချင်ပါတယ်တကယ်တမ်းသင်ကဒီပွဲကိုအာဒီသူအားပေးချင်တဲ့ဆိုရင် share တွေနဲ့ပုံပြီးကျွန်တော်တို့ပြန်မှပြန်တော့ share ချင်းအားဖြင့်ကျွန်တော်တို့ပတ်ပို့ကူညီအောင်ပေါ့ဒါလေးပြောပြီးမှကျွန်တော်တို့အာနှီးကုန်းချိုးချင်ပါတယ်နောက်မှကျွန်တော်ပြန်တွေ့ကြမယ်နော် So, uh, from you know fighting in Newark to now fighting on the main card of International <laughs> Fight Week. Uh, back back in training camp and things like that. So uh, I love staying active. So yeah, life has been great. And how just outside of fighting, how has life changed for you? Because you know we. We've always known, we've been interviewing you since the beginning, but I don't think a lot of fans knew much about you. Now they're following, the cameras are following you to church. uh, they're falling around for embedded. I saw you yesterday doing stuff with ESPN. So, like, this is how's life changed for you outside of fighting? အခုသူပြောချင်တဲ့အကပါလဲဆိုရင်အရင်တော့သူသူ့ရဲ့သူ့ကိုလူတိတ်မများလူတိတ်တိတ်မရှိဘူးလူတိတ်တိတ်မများလူတိတ်တိတ်မရှိဘူးလူတိတ်လူတိတ်မရှိဘူးဒါမဲ့ကိုကတော့လူတိတ်တယ်ရများလာတယ်တချို့တွေကစနေကင်မရာကဒီရဲ့ church မှာတချင်းစုံနေတဲ့နေရာထက်တော့မှဝင်ပြီးမှညို့တပ်ပေါ်ရိုက်လာပြီအခုဘလို့ခပ်ပေါ့ဒီဒီ ိုးတဲ့နေရာမှာမဟုတ်ဘဲနဲ့အပြင်လောကမှာတည့်ရဲ့လှူရှားမှုဘယ်လိုမြင်လဲပေါ့သူပြောတာအာ I don't really know yet because I'm back in camp already so you know like I don't really cause a side like that so maybe up to this fight uh I feel different you know do you do you prefer fights like this like because I'm sure, I'm sure you, you want a full camp, camp for Brandon, but you, know, you, know, you don't have to dwell, dwell on, on him for you know, eight, eight, nine weeks. weeks. You don't have, have to do rounds and rounds, rounds, rounds of media. And you, and you just get to show, show up, cut, cut weight, and, and fight. Is. do, you prefer, prefer the, the short, -term short -term notice fights for a fight like this, or would you prefer a full camp? I mean, like, like I, I say, it's, not a short notice, I would say, because you know, three weeks is plenty of time. And like I said, shout out to him. တချို့ကတော့သူအခုခုပြောနေတဲ့တော်မြတ်မီဒီယာသူ့မင်းနေဟာလေမင်းသုံးပတ်လောက်ပဲရပြီးမှအာထိုးနေတဲ့ဟာက ၃လလလာမှာမဟုတ်ဘူး၃ပတ်လနဲ့ဒီ shortening အာအခြေအခြေတော်အတွင်းမှာနေကိုထိုးဖို့ပါညာပြောတာပေါ့ကလန်းတော်မင်းဘလို့မင်းလဲဆိုတော့၃ပတ်ဆိုလည်းရများပြီတယ်၃ပတ်ဆိုတော့တော်များတဲ့ဟာဖြစ်ကျွန်တော်ထင်တာ George Webber ကပါဖြစ်တယ်ဆိုတကယ်သူကဆာငတ်တဲ့လူတယောက်ဖြစ်တယ်ဆာငတ်တယ်သူကဘာဖြစ်ဖြစ်သူ့ရည်ရွယ်ချက်ကအာကပတ်ဒီ Champion ကပတ်ကိုရအောင်သူက Eugene လူတယောက်ဖြစ်တယ်လို့ကျွန်တော်ကျွန်တော်ကျွန်တော်မြင်တာပေါ့နော် and for giving me a chance to fight with him. So, you know what I mean? Uh, it's been asked yet, but are you, are you going, going to be weighing in a championship weight this weekend? Because, like, we've seen stranger things in the past, you know. if ကျွန်တော်တိတ်ပြီးမှဟောမလုပ်တော့ဘူးเนาะဗာလဲတိတ်ပြီးမှကျွန်တော်ဒီ record ခန့်ချက်ကျွန်တော်ဟောပါဖြစ်မှာဆို copyright မြင်မှာဆိုလို့ကျွန်တော်ကပြောချင်တဲ့ညာကအားလုံးမြန်မာပြည်သားတွေသူအားပေးရင်းနဲ့ပဲကျွန်တော်ဆက်လက်ပြီး ကျွန်တော်ကြော်ညာတဲ့ဟာလေးတွေသူ့ရဲ့ဘွဲတွေကိုကျွန်တော်အမြင်ကြည့်ခြင်းအပေးအားဖြင့်တိကျတဲ့ဝေချင်းအပြည့်သူ့ပတ်ဖို့တွားရအောင်လို့ကျွန်တော်ပြောနေတယ်ဒီမှာပဲနေကုတ်ချုပ်ချင်မှာနောက်မှပြန်တွေးကြမယ်နော်